ေးခံမိတယ်ရပါဘူး။အဲ့ဒါကတော့တော့လက်မှာအူပါလေးချက်ဆက်ပုံပုံလေးတော့ပါလေး။ကကပတ်မျိုးသစ်စီမံကိန်းတွေကကြားဖြန့်လုပ်ငန်းတွေကိုဖွင့်ပေးပြီးတဲ့နောက်ခေါင်းဆောင်ပိုင်းနဲ့အရေးကြီးတဲ့သူတွေကိုကရင်နေကြားဆောင်တဲ့ BGF တပ်ဖွဲ့တွေကကားရီနဲ့တီးတန့်တဲထုတ်ပေးနေတယ်လို့ကိုယ်တိုင်မြင်တွေ့ခဲ့ကြရတဲ့မျိုးကန်တွေကအေယာဝီကိုပြောပါတယ် ကြားဖြတ်ယုံနေထဲမှာတရုတ်နိုင်ငံသားတွေကို KK ဘက်မျိုးသစ်စီမံကိန်းတကားဖွင့်လှစ်ပေးလိုက်တဲ့အော်တိုဘာလ22ရက်နေ့မနက်ပိုင်းတည်းက BGF ကကားတွေနဲ့တီးတန့်တဲထုတ်နေတာဖြစ်ပြီးမြောက်ရီမျိုးထဲမှာပိတ်မိနေတဲ့အကြီးပိုင်းတချို့ကိုပါလိုက်ပြီးတဲထုတ်ပေးနေတာလို့ဆိုပါတယ်။ကြားဖြတ်ယုံနေမှာလုခဲ့ကြတဲ့ထောင်ထဲချီတဲ့မြန်မာနိုင်ငံသားတွေကိုတော့ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားကြဖို့မှာထားပြီးဘာအကူအညီမှမပေးဘူးလို့သိရပါတယ်။ BGF ကတော့လူမခံဘူး BGF ကကြတော့ ဒီအဲသူတို့အထက်ကဒီလီဒါကြီးကိုသူတို့ကဒီကားရည်နဲ့သူကလာလာပြီးပိတ်ထုတ်သွားတာပဲမဖမ်းအောင်အဲ့လိုမျိုးကဲထုတ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့သူတို့အဲတချို့ဒီခေါင်းဆောင်ပိုင်းတို့ကသူတို့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 စီမှာပြန်ပြီးတော့ဘယ်ခေါ်သွားတာကကားရည်နဲ့ခေါ်ရတာတွေ့ရဲ့ဘီရက်ကဖမ်းတာစီရတော့အဲလောက်တာမတွေ့ရဘူးဗျာဘီရက်ကလာခေါ်ရဲဆိုတာကဒီမျိုးကျွန်တော်ကြားဖြတ်အဲဒီလုပ်ငန်းထဲမှာအဓိကကြားရတယ်လို့ပြောကြရဲ့ ခေါင်းဆောင်ပိုင်းကြီးပေါ့ခေါင်းဆောင်ပိုင်းနေနဲ့အဓိကအဓိကအလုပ်လုပ်တဲ့လူတွေပဲလာခေါ်တာတွေ့ရတာအခုလမ်းမမှာလမ်းမပေါ်မှာ၆သွားနေတဲ့လူတွေကတော့သူတို့ဒီတောင်းဝန်တောင်းဝန်ကြီးကမတွေ့ရဘူးပြဟုတ်တောင်းဝန်ကြီးခေါ်တာမတွေ့ရဘူးပြဟုတ်လမ်းမလမ်းကိုတောင်းတာလည်းအရင်ကလုံခြုံရေးအထက်ထက်ပိတ်ဆို့ထားခဲ့တဲ့ကြားဖြန့်လုပ်ငန်းတွေကိုအစည်းအသားမရှိဖွင့်ပေးလိုက်တာကြောင့်အထဲမှာအလုပ်လုပ်ကိုင်နေတဲ့ကြားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေစောက်လို့ရေးလုပ်သားတွေနဲ့အခြားအလုပ်သမားထောင်ချီဟာ အနီးနားမှာရှိတဲ့လေးကီကော်မျိုးတစ်ထဲကကျေးရွာတွေမြောက်ရီမျိုးပေါ်နဲ့ထိုင်းမြန်မာနယ်စပ်ကကျေးရွာတွေကိုအလုံးရင်းနဲ့ဝင်ရောက်နေတာဖြစ်ပါတယ်လက်ရှိအချိန်ထိမြောက်ရီမျိုးလမ်းတွေပေါ်မှာလူနဲ့ကားတွေပြည့်ကျက်နေပြီးတဲခိုကန်းနဲ့ဟိုတယ်တွေလည်းငှားမရအောင်အထိဖြစ်နေကြလို့မြို့ကဝရုံသုံးကားဖြစ်တဲ့အခြေအနေလို့ဒေသခံတို့ကပြောပြပါတယ်အဲ့ဒီထဲမှာမြန်မာနိုင်ငံသားတွေသာမကပဲနိုင်ငံပေါင်းစုံကနိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပါတယ် အဲ့လိုခွက်လာတဲ့လူတွေကပုံပစ္စည်းတွေသူငယ်ပေါ့နော်ဘယ်သွားလို့သွားမှမသိဘူးပေါ့သူတို့သူတို့ကလည်းဟိုသူဗမာစကားမပြောတတ်တဲ့ခါကျတော့ဒီတောင်ဝင်းကျင်းမှာရှိတဲ့မြန်မာလူမျိုးတို့သူတို့ဖုန်းလေးနဲ့အိတ်ထခန်စလိတ်နဲ့ပြောပြီးအကူအညီတောင်းနေတာလေကျွန်တော်တွေ့ရတယ်ဗျအဲအခုတော့ကျွန်တော်တို့မြောက်ပြည်မြို့ပေါ်မှာဆက်စားရင်ကျွန်တော်တို့ဒီမြောက်ပြည်မြို့ဒီဒီတောင်ရင်မြစ်နဲ့ထိုင်းမြန်မာအမှတ်တရကြီးသတားပဲ ချမ်းပဲရက်ွက်တွေပါသူတွေကိုရီသူတွေကတော့ကျွန်တော်အများကြီးတွေ့ကြတယ်ပေါ့နော်အဲတချို့ကြတော့လည်းအုပ်စုအုပ်စုလိုက်ပေါ့တချို့ကြတော့တူးသေးပေါ့နော်အဲတူးသေးပေါ့နော်ကြောင်ချာချာနဲ့ဘယ်တော့တော့မလားမသိဘူးလက်ကိတ်အိတ်လက်ကိတ်အိတ်ပေါ့သူတို့စီကျွန်တော်တို့အဝတ်တဲ့အဲသူတို့ထည့်ထားတဲ့ဒီတက်တာလေးတစ်လုံးတစ်လုံးစီတော့ပါတာတွေ့ရတယ်ဗျအဲအဲ့လိုလူမျိုးတွေကတော့ကျွန်တော်တို့အများကြီးတွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအဲနောက်ရီမျိုးရဲ့ဒီကျွန်တော်တို့ဟိုတယ်ရှိမှလည်းဒီ အဲထွက်လာတဲ့လူကြီးပေါ့နော်အဲဟိုတယ်မှာတဲကိုကိုအတွက်ကိုအခုညီတောင်းနေရတယ်တွေ့ရတယ်ရအောင်ကြမ်းပြလုပ်ငန်းတွေကထွက်ပြေးလာသူတွေတဲ့မြန်မာလူမျိုးတွေအနေနဲ့နှီးဆက်ရာကြေးရွာတွေမှာနေထိုင်ကြသလိုနေရပြန်ကြသူတွေလည်းရှိနေကြပေမဲ့နိုင်ငံသားအများစုကတော့ ထိုင်းနိုင်ငံဘက်ကိုကူးဖို့စ조사နေကြတယ်လို့သိရပါဗျ။နိုင်ငံသားတွေတဲ့နိုင်ငံကူးလက်မှတ်ကင်ဆောင်ထားသူတွေကိုတော့ချစ်ကြည်သတားပေါ်ကနေဖျက်တမ်းခွင့်ပေးနေပြီးမယ်။အထောက်ထားမရှိသူတွေကတော့တောင်ရင်မြစ်ကိုကိုနီးကိုဟန်နဲ့ဖျက်ပြီးထိုင်းနိုင်ငံထဲကိုဝင်ရောက်နေကြတယ်လို့ဒေသခံတွေကပြောပါဗျ။ထိုင်းနိုင်ငံဘက်ကတော့နေဆက်တစ်ချောင်းမှာလုံခြုံရေးတိုးမြင့်ထားသလိုကြားပြတ်လုပ်ငန်းကနေကူးလာတဲ့သူတွေကိုထားဖို့အတွက်မဲဆောက်မြို့တွေကစစ်တပ်ဝင်းထဲမှာလူ2000စာလောက်ပြင်ဆင်ထားတယ်လို့သိရပါဗျ။ အာမနေ့ကတော့တော့ Thai Anna ပိုင်းကကျွန်တော်တို့ကိုပြောတာတော့တို့လူငထောင်တော့ကိုလက်ခံမယ်လို့ပြောတယ်။ပြောပေမဲ့အခုမနေ့ကညကကျွန်တော်ကိုယ်တိုင်အဲ့နေရာကိုတွားကြည့်တဲ့အခါကျတော့အာလူက200ဝန်းကျင်200တော့မပြည့်တော့ဘူး။အဒီနေ့မနေ့ခင်းတော့200နည်းနည်းကျော်သွားပြီပေါ့နော်။အာဒါကကျတော့ Thai အစိုးရအာဏာပိုင်းတွေကတရားဝင်လက်ခံလိုက်တဲ့သူတွေအဲ့လူတွေကတော့တေးကြတယ်ကွာသူတို့ကိုအာစစ်တားကြီးစီးလာကြီးလုပ်မယ်သူတို့နိုင်ငံတွေနဲ့ချိတ်ဆက်ပြီးသူတို့နိုင်ငံတွေပြန်ပို့ပါပေါ့။ အာအဲ့ဒါမှမလူကုန်ကူးတဲ့သူတွေပါရင်ဥပဒေရအေးယူမယ်လူကုန်ကူးခံရတဲ့ဗီတန်တွေပါလို့ရှိရင်လည်းဥပဒေရအဆောင်ချောက်တွေပေးမယ်ပေါ့နော်ဆိုတော့အဲ့လိုအဲ့လိုပုံစံမျိုးနဲ့လူကတော့200ကျော်ပဲရှိသေးတယ်အကျန်တဲ့လူကတော့မသိသေးဘူးအစ်ထွက်ကျမ်းပြယုံတွေကထွက်လာကြသူတွေဟာလူငယ်လူလက်ပိုင်းတွေများကြပြီးတချို့ကတော့မြန်မာဘက်မှာစစ်မှုထမ်းခိုင်းမှုဖမ်းဆီးမှုကိုစိုးရိမ်နေပြီးထိုင်းဘက်ကကူးဖို့စူးစမ်းနေကြပါတယ်။ထိုင်းလူမှုကွန်ရက်ဆံမျက်နှာတွေပေါ်မှာလည်းစစ်ဆောင်တွေကိုကူညီပေးတာပြဿနာမရှိပေမဲ့ ကြားပြတ်တွေမှာလှုပ်လာသူတွေကိုကယ်တင်တာကအန္တရာယ်ရှိနိုင်တယ်ဆိုပြီးထောက်ပြဝေဖန်မှုတွေရှိနေတာကို တွေ့ရပါတယ်